က်က GIA တက်စကန်တွေကိုစစ်ကောင်စီထိုးစစ်ဆင်တဲ့တဲ့ရေကြီးမြို့နယ်မှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းဂံကောနဲ့ဖာပုံမှာဘုံကျဲခံရပြီး၄ရောက်သေဆုံးတဲ့တဲ့နဲ့ကြောက်ဖြူနဲ့စစ်တွေမှာဘုံကျဲခံရလို့အိမ်ညာလောက်မီးလောင်တဲ့အကြောင်းအရာတွေအပါအဝင်ဒီကနေ့ရဲ့နေ့လည်ခင်းနောက်ဆုံးရတဲ့တဲ့တွေကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ဖားကံမြို့နယ်လီဒိုလန်းပေါ် KAI တရင်14နေမီက KAI တက်စကန်တစ်ခုကိုမတ်လ6ရက်နေ့မှာစစ်ကောင်စီတပ်ကလေးနှစီးနဲ့ပြစ်ခတ်ခဲ့ပြီးမြေပြင်ကနေလည်းပြည်သူစစ်ဖွဲ့တွေကစခန်းကိုဝင်စီးခဲ့တယ်လို့ KAI နဲ့နှိစက်တဲ့ဒေသခံကပြောပါတယ်။ KAI သတင်းနဲ့ပြည်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဦးကလည်းဖားကတ်မြို့နယ် KAI တပ်မဟာနှစ်လက်အောက်တရင်14နေမီကတက်စကန်တွေနဲ့တပ်မဟာ9နေမီဘက်ကိုစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ ထုတ်ဖော်ပြောကြတာမရှိပါဘူး။ဝါရာဆုပြည်သူစစ်ဖွဲ့ကတော့မက်လာ6ရက်နေ့က KNI တရင်14ရဲ့ရှေ့တန်းစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနေမြင့်ရှင်းလင်းခဲ့တယ်လို့သူတို့ရဲ့ Telegram စာမျက်နှာမှာထုတ်ပြန်ထားပါတယ်ရှင်။ ARD တိုင်းရေကြီးမြို့နယ်မှာစစ်ကောင်စီတပ်ကမက်လာ2ရက်နေ့ကစပြီးတော့အရခတ်တက်တော်အရင်နဲ့ပူးပေါင်းတက်တွေရှိရာကို ိုးစစ်ဆင်တက်ခတ်နေတာကြောင့်ဒီကနေ့ထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လုံခြုံရေးအမိမဖော်ဆိုတဲ့ဒေသခံတွေက RFA ကိုပြောပါတယ်။ရေကြီးမြို့နဲ့ငတိုင်းချောင်းမြို့ကရုံးမနဲ့နေတဲ့ကွင်းကလေးနဲ့စင်ကနီခုံရွာတွေမှာအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကိုစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုအပြင်စက်တက်လေးထီးတွေနဲ့ပါတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးဆက်သွယ်ရေးဖြတ်တောက်မယ်ဆိုတဲ့ပြောဆိုမှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေကြပြီးတော့ရိတ်ခါကြိုတင်စုဆောင်းတာတွေလုပ်နေကြတယ်လို့လည်းဆိုပါတယ်ရှင်။မကွေးတိုင်းကံကောမြို့နယ်ကံရွာတောင်ဘက်ပိုင်းကိုမတ်လ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ကလင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်၃ရောက်သေဆုံးပြီး၃ရောက်ထိခိုက်ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။အင်းစဲလုံးလဲထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကံရွာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေကသိမ်းပိုက်ထားတာကြောင့်တိုက်ခိုက်တာလို့အမည်မဖော်လိုတဲ့ဒေသခံကပြောပါတယ်။ တည့်ရဲထဲမှာပဲပြင်းပြင်းနဲ့ဖပုံမြို့နဲ့ကြောက်ကွင်းရွာဖုန်ကြီးကျောင်းကိုစကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်တတ်တော်63နှစ်ရှိကျောင်းနိုင်စရာတော့ဗတ္တနာဝိတုဒ္ဓပြန်လုံတော်မူခဲ့တယ်လို့ကိုရင်နှပါထံရခဲ့ပြီးတော့ဖုန်ကြီးကျောင်းလည်းပျက်စီးခဲ့တယ်လို့ဖပုံဒေတာခန်ကဆိုပါတယ်ရှင်တရုတ်စီမံကိန်းတွေတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဥကင်းရွာနယ်စစ်တွေမြို့နယ်ဝါဘူကြီးရွာတွေကိုမတ်လ6ရက်မနေ့ကစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့် လူနေအိမ်200လောက်မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေက RFA ကိုဒီကနေ့မှပြောပါတယ်။ဥကင်းရွာမှာအင်ဂျီ180ကျော်ရှိပြီးရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ဒညဝရီရေတပ်ဌာနချုပ်ကနေဥကင်းရွာကို drone တွေနဲ့ပုံလာကြတာဖြစ်ပြီးဘွာပူကြီးရွာကိုတော့ကန်းကော်ကျွန်းရွာမှာစကန်ချတဲ့စကောင်စီတပ်ကပုံကျခဲ့တာလို့ဆိုပါတယ်။ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေကြောင့်ရွာပေါင်း10ရွာကျော်နဲ့မြို့ပေါ်ဒေသခံစုစုပေါင်း1000ကျော် ဥယျာဉ်စွန့်ခွာထွက်ပြေးနေကြရပါတယ်ရှင်။မြန်မာနိုင်ငံမှာမျိုးနယ်ပေါင်း330ကအမျိုးသမီးနဲ့မိန်းကလေး၁၀တသမ၄တန်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး UNO ချာကမတ်လ6ရက်နေ့ကထုတ်ပြန်ပါတယ်။လေးနှစ်ကြာဖြစ်ပွားနေတဲ့အကျက်တဲတွေနဲ့ပြိပခါတွေပြင်းထန်လာတဲ့နောက်အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေဟာကြားမှအခြေပြုအကြမ်းဖက်မှု လူကုန်ကူးမှုခေါင်းပုံဖျက်ခံရမှု စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတဘာဝဘေးဒဏ်ရရိုက်ခတ်မှုတွေအပြင်ပညာရေးကျန်းမာရေးကတ်သက်ခံရမှုတွေကြုံနေရတယ်လို့ဖော်ပြပါတယ်။သူတို့တွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့လုံခြုံရေးတည်ချစေဖို့နဲ့ဂုဏ်သိက္ခာထိတ်သိမ်းရေးတွေအတွက်အရေးတကြီးလှုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်ရှင်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်တာလန်းကအမွေဆိုင်ညင်းပွားနေတဲ့ခြံမှတ်54နင်းနေကိုဈေးလျှော့ပြီးလေးချိန်မြောင်လေးလံတင်ရောင်းချဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြထားချက်အပေါ် ကောင်ဆက်စုကြည်ရဲ့ရှင်နေဖွဲကမနေ့ကယုံချိန်မှာကန့်ကွက်လွှာတင်လိုက်ပါတယ်။ဒီအနေချံကိုကျပ်315ဘီလီယံနဲ့ပထမတစ်ချိန်300ဘီလီယံနဲ့ဒုတိယအချိန်290ဘီလီယံနဲ့တတိယအချိန်လေးလံတင်ရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိတာကြောင့်နောက်ထပ်ဈေးလျှော့ပြီးတော့290ဘီလီယံနဲ့ရောင်းချဖို့ဥအောင်ဆောင်ဘက်ကတင်ပြခဲ့တာပါ။လာမယ့် match လ20ရက်နေ့ယုံချိန်မှာတော့ဒီကိစ္စပေါ်နှစ်ဖက်စလုံးကရှောက်လဲချက်ပေးရမှာဖြစ်ပါတယ် ဒီမှုနဲ့ပတ်သက်လို့ဒွန်ဆက်စုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှင်နေဖွဲ့ကစစ်တော်စီတောင်းရင်ရှိသူတွေကိုတောင်းဆိုထားပေမဲ့တွေ့ခွင့်မရသေးဘူးလို့ဆိုပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တစ်ချောင်းမှာမတ်လ9ရက်ဒီကနေ့မနက်ပိုင်းထိုင်းစစ်သားတွေအင်အားဖြည့်တင်းထားတယ်လို့ထိုင်းသတင်းဌာနဖြစ်တဲ့ Khao So English ကဖော်ပြပါတယ်။နယ်စပ်နီးစစ်ကောက်စီတပ်က MiG 29ဂျက်တိုက်လီရင်နဲ့ပုံကျက်တိုက်ခိုက်ပြီးတဲ့နောက်ထိုင်းနိုင်ငံဘက်ချမ်းမှာအခုလိုအင်အားတုံးမြင့်လာတာလို့ဆိုပါတယ်။ ထိုင်းနယ်စပ်နဲ့မီတာ800กว่าကပောက်ကွဲတံတွေကိုလည်းထိုင်းဘတ်ချန်ကကြားနေရတယ်လို့ဖော်ပြပါတယ်ထိုင်းနယ်စပ်တက်ခိုင်နီကစစ်ကောက်စီတက်နဲ့ KNL ပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားနေတာရက်အတန်ကြာနေပြီဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ10ရက်နေ့မနေ့ဖြန်ကျင်းပမယ်159-29မှာမြမလဝေဖိုက်တာတမနီဆိုလင်းဦးပါဝင်ထိုးတက်သွားဖို့ရှိနေပါတယ်ရုရှားဖိုက်တာဒမီထရီခော့ဖ်တင်နဲ့ရှင်ပြိုင်ထိုးတက်ရမှာဖြစ်ပါတယ် ဆိုလင်းဦးဟာဝမ်းမှာ၅ဘွဲ့ထုတ်တဲ့ရမှာ၃ဘွဲ့ဆက်အနိုင်ရခဲ့ပြီးတော့နောက်ဆုံး၂ဘွဲ့ဆက်အမှတ်နဲ့ရှုံးနေထားပါဗျ။ရုရှားဖိုက်တာဒမီထရီကော့ဖ်တင်ကတော့ဝမ်းမှာ၃ဘွဲ့ထိုးတက်ထားပြီးတော့နှစ်ပွဲနိုင်တပွဲရှုံးထားပါတယ်ရှင်။နေ့လည်ကနောက်ဆုံးရသတင်းတွေကိုထုတ်လင်းခဲ့တာပဲဖြစ်ပါတယ်ရှင်။ RFA ကိုကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမကတော့သတင်းလိုက်ပါရှင်။